်အခုပြောပြပေးမှာကတော့ပဲပင်ပေါင်းနဲ့ပတ်သက်တဲ့ကျမ်းမာရေးအကျိုးကျေးဇူးလေးတွေပဲဖြစ်ပါတယ်။ဟင်းဆက်ရမှာဟင်းချိုပဲဖြစ်ဖြစ်အကျော်လိုပဲဖြစ်ဖြစ်ချက်စားတာများကြတဲ့ပဲပင်ပေါင်းရဲ့ကျမ်းမာရေးအကျိုးကျေးဇူးလေးတွေကိုအခုပဲပြောပြပေးမှာဖြစ်ပါတယ်။ပဲပင်ပေါင်းရဲ့ကျမ်းမာရေးအကျိုးကျေးဇူးလေးတွေကတော့ပထမတစ်ချက်အနေနဲ့သွေးအားနဲ့ယောဂါကိုတတ်တာစီတယ်။ပဲပင်ပေါင်းမှာတန်တက်များစွာပါဝင်တာကြောင့်သွေးနေဆဲရီမှာတွေ့ရတဲ့ ဟီမိုဂလိုဘင်တိစောက်မှုမှာအရေးပါပါတယ်။ဒါအပြင်ပဲပင်ပေါက်မှာဗီတာမင်စီမမြင့်မားတဲ့ပမာဏပါဝင်မှုရှိတာကြောင့်ဥကနေတန်တက်ဆုပ်ယူမှုကိုကောင်းမွန်စေနိုင်ပါတယ်။ဒါကြောင့်တန်တက်ကြောင့်ဖြစ်တဲ့သွေးအားနဲ့ယောဂမဖြစ်အောင်ကာဝယ်နိုင်သလိုယောဂဖြစ်နေရင်လည်းကုသနိုင်ပါတယ်။နောက်တစ်ခုကတော့နှလုံးသွေးစောတွေကိုကျန်းမာစေတယ်။အသားနိုးနယ်နှုတ်ထွက်ပစ္စည်းစတာတွေမှာတွေ့ရများတဲ့ပြေဝစီကမိဝဲမှုရောကြရင် ပေးပင်ပေါက်ကိုပုံမှန်စားသုံးပြီးရင်သွေးရည်မကောင်းတဲ့ကိုလက်စထရောအထီကိုရောကျစေနိုင်ပါတယ်။အကြောင်းကတော့ပေးပင်ပေါက်မှာအမြင့်ချက်ပါဝင်လို့ပဲဖြစ်ပါတယ်။ပေးပင်ပေါက်ဟာနှလုံးနဲ့သွေးကြောတွေကိုကျန်းမာစေတာကြောင့်နှလုံးရောဂါမှာအဖြစ်အများဆုံးရောဂါဖြစ်တဲ့နှလုံးသွေးကြောခြင်းရောဂါမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။နောက်တစ်ခုကတော့ဝမ်းမမှန်သွားစေတယ်။ပေးပင်ပေါက်မှာအမြင့်ချက်များစွာပါဝင်တာကြောင့်ဥလုံရှားမှုကိုကောင်းမွန်စေပြီးဝမ်းချုပ်တဲ့လက္ခဏာကိုသက်သာစေပါတယ်။ပြီးတော့ဇပင်းနဲ့လက်သေးကိုကျန်းမာစေတယ်။ အာဟာရတချို့ချို့တဲ့မှုကြောင့်ဆပင်တွေကျိုးပြတ်တာလက်သေးခြေသေးတွေကျွတ်ဆက်တာတို့ဖြစ်တတ်ပါတယ်အထူးသဖြင့်ပရိုတိန်းဓာတ်ဗီတာမင်နဲ့စင်တတ်တို့ချို့တဲ့တာကြောင့်ဖြစ်ပါတယ်ပိပေပေါင်းမှာဒီအာဟာရဓာတ်တွေအများပြပါဝင်တဲ့အတွက်စံသားနဲ့လက်သေးခြေသေးပြဿနာတို့မဖြစ်အောင်ကောက်ကွယ်နိုင်သလိုဖြစ်နေလေကုသပေးနိုင်ပါတယ်နောက်ပြီးတော့အသေးကိုကျန်းမာစေတယ်ပိပေပေါင်းမှာလက်စီသေးပမာဏအများစွာပါဝင်တဲ့အပြင်သွေးရည်မကောင်းတဲ့ကိုလက်စတရောကိုရောကျစေတာအသေးမှာအဆီကန့်ညှိမှုမဖြစ်အောင်ကောက်ကွယ်ပေးပါတယ်ဒါကြောင့် အဖြစ်များတဲ့အသေးထိခိုက်မှုအခြေအနေတည်းဖြစ်တဲ့အသေးစီဖုံးမှုမဖြစ်အောင်ကာဝေးနိုင်ပါတယ်။ပြီးတော့စိတ်ပစ္စည်းမှုနဲ့မောပတ်မှုကိုရောကြစေရဲပေးပေမောင်မှာစွဲရင်နဲ့တခြားအားရချက်တွေအများပြပါဝင်တာကြောင့်စိတ်ဖိစီးမှုနဲ့မောပန်းမှုတို့ကြောင့်ဖြစ်လာတဲ့ဝေဒနာတွေကိုသက်သာလျှော့ပါစေပါတယ်။အခုပြပြပေးခဲ့တာကတော့ပိတ်ပင်ပေါင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးလေးတွေပဲဖြစ်ပါတယ်။